အဲနမကျေရောဟိအပြည့်ရဲ့ကြောင်းကြေညာထားတဲ့စစ်ကောင်စီတပ်ကပြီးခဲ့တဲ့မေလ17ရက်နေ့နေ့လယ်12နာရီခွဲမှာတောင်ပြည်နောင်ချုံမြို့နယ်ထက်ကရှဲဆန်ကုမ္ပဏီပိုင်းတပ်ထုတွင်းကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီတပ်ဟာရှဲဆန်ကုမ္ပဏီပိုင်းတပ်ထုတွင်းကို Jet Fighter နဲ့ပေါင်900ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ရှဲဆန်တပ်ထုတွင်းကအတုံးပြူတဲ့ Buffalo တပ်ထုထုတ်ဆက်နဲ့လုပ်ငန်းတုံးဆက်ပစ္စည်းတွေအပါအဝင်ကိုရောင်တဲ့က ်ဆက်ရနေရပစ္စည်းတွေအများအပြားထိခိုက်ပျက်စီးသွားပါတယ်။စစ်ကောင်စီတရဲ့လေကြောင်းတိုက်ခိုက်မှုမှာရှဲဆန်တပ်ထုတွင်ကစုစုပေါင်းတရုတ်ရန်ငွေ16သိန်း8တောင်းထိခိုက်ဆုံးရှုံးပြီးမြန်မာငွေအဖြစ်7သိန်းပေါင်းတထောင်ဝန်းကျင်အထိဆုံးရှုံးသွားတာဖြစ်ပါတယ်။ဂျက်ထုတ်လို့လား။ဟုတ်တယ်ဟုတ်တယ်။ပြီးခဲ့တဲ့မေလ၁၈ရက်နေ့ညနေ9နာရီခွဲဝန်းကျင်မှာလဲစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နောက်ချုံမြို့နယ်ဒိုးပင်ကျေးရွာအုပ်စုတဲက ယရနာတိန်ကြီးကျေးရွာအနီးကိုဂျက်ဖိုက်တာနဲ့ပေါင်150ဘုံ6လုံးတဲချတိုက်ခိုက်ခဲ့ပါသေးတယ်။စစ်ကောင်စီတပ်ဟာမေလ6ရက်နေ့ကနေ33ရက်နေ့အထိအပြည့်ရက်တပ်တန်းထပ်ပြီးတိုးထားပေမဲ့တောင်ပြည်တဲကတချို့မြို့နယ်တွေကိုထိုးစစ်စင်နာကြီးရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်တာဒရုန်းအပါအဝင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုနေ့စဉ်ပြုလုပ်နေပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်း ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကိုရှောင်ရှားနိုင်ဖို့စည်ရည်တည်အမြဲရှိဖို့လိုအပ်ပါတယ်ရှင်။ကျမလေဘော့စမန်ပါ။အိုးပေါင်ပေါ့ထနေ။ဟုတ်ဘူးပေါ့မဟုတ်ဘူး။ဟုတ်။ဆေးဟုတ်ဆေးဟုတ်။